တားနှစ်ယောက်တည်းကအငယ်ဆုံးဖြစ်တဲ့တားဖြစ်သူဟိဝေရန်ရဲ့မင်္ဂလာအခမ်းပွဲမှာထိန်းထားတဲ့ဂျာကမျက်ရည်မစဲနိုင်ဖြစ်ခဲ့ရတဲ့အကြောင်းပြချက်ကိုပြောပြလာခဲ့တဲ့တရုတ်ဆောင်ဟိဝေရန်ရဲ့မိခင်ဒေါ်ဆန်ဆန်းဝင်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ဟေးဝေရန်ရဲ့ဆွေပြေသဇင်းတို့ရဲ့ဆူလျားရစ်ပတ်လက်ထက်ထင်းများမင်္ဂလာပွဲကြီးကိုတော့မနေ့ကနိုဝင်ဘာလ14ရက်နေ့ကနှစ်ဖက်မိဘအစုံအလင်နဲ့အပရိသတ်များရှိမှအောင်မြင်စွာနဲ့ကျင်းပပြုလုပ်ပြီးစီးခဲ့တာပဲဖြစ်ပါတယ် အဆိုပါမင်္ဂလာအခမ်းပွဲကိုတော့အနုပညာညီကောင်မောင်နှမတော်တော်များများလည်းတက်ရောက်ခဲ့သလိုထင်ထားတာအထက်ပိုပြီးခန်းသားကြီးကျယ်တဲ့ပွဲကြီးလေးဖြစ်တာကြောင့်ပရိသတ်တွေလည်းခြေနဲ့အားရခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ဟိဝိယံနဲ့ဆွေပြည့်သစင်းတို့ရဲ့ဆူလျာရစ်ပတ်ထိမ်းမြားမင်္ဂလာအခမ်းပွဲမှာတော့နဖမ်းမိပါတွေအနေနဲ့သားတွေသမီးတွေကိုတပွားလုံးစာပိုင်ဆိုင်ခွင့်မရတော့တဲ့အရေးကိုတွေးရင်မျက်ရည်ကျခဲ့ကြရလာလဲဖြစ်ပါတယ်။ တရုတ်ဆောင်ဟင်းဝင်ရဲ့မိခင်ဖြစ်သူဒေါ်ဆန်ဆန်းဝင်းကလည်းစိတ်ထင်းထားတဲ့ကြားကမင်္ဂလာပွဲမှာမျက်ရည်ကျခဲ့တဲ့အပေါ်အခုလိုပြောပြလာခဲ့တာဖြစ်ပါတယ်ဒေါ်ဆန်ဆန်းဝင်းကတားငယ်ကတားသမီးလေးယောက်ထဲမှာအလိမ္မာဆုံးမှုလို့အချစ်ဆုံးမှာချိမလေးဖြစ်တဲ့အဆိုးပြေကိုယုံကြည်ခဲ့တာကြောင့်တားလေးကိုပေးလိုက်တာပါအခုလိုပေးလိုက်ရတဲ့အတွက်လည်းစိတ်ထဲမှာကျေနပ်ပါတယ်အရင်တုန်းကဆိုရင်အန်တီကတားငယ်ရဲ့ကိစ္စတွေအားလုံးကိုလိုက်ပြီးတော့စီမံပေးနေတာပါ အခုတော့အဲ့ဒီကိစ္စတွေအားလုံးကိုချိမလေးလက်ကိုအလိုက်ရတော့မှမို့ဝမ်းသာဝမ်းနဲ့ဖြစ်ပြီးတော့မျက်ရည်ကျရတာပါဟုဆိုကဟိဝိယရဲ့မိခင်ဖြစ်သူဒေါ်ဆန်ဆန်ဝင်းကစိတ်မကောင်းစွာနဲ့ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်တရုတ်ဆောင်ဟေဝေယံဟာမောင်နှမ၄ယောက်ထဲမှာ၃ယောက်မြောက်သားငယ်ဖြစ်ပြီးမိဘနှစ်ပါးကိုစိတ်ချမ်းသာအောင်ထားတဲ့သားလေးမလေးလေးဖြစ်တာကြောင့်အခုလိုအရွယ်ရောက်လို့အိမ်အောင်ရသားကြတဲ့အချိန်မှာတော့မိဘတွေအနေနဲ့နှမျောတတဖြစ်နေကြရတာလည်းဖြစ်ပါတယ်။